ဒီပြီးထုတ်တဲ့နေမှာကျွန်တော်တို့ဟိုပါပေါ့ဒီစင်ကာပူကဟိုပါဟိုတင်းဖွဲ့လဲလာတာပေါ့နော်အဲဒီရှာဝေးခဲ့တဲ့ဒီဟိုဟိုးစာပေါ့နော်ဒီခွေးလေးညီနေသူတို့အလန့်အခန့်လဲရှာရတယ်ပေါ့နော်ရှာတဲ့ခါကျတော့သူကဘလို့ဖြစ်လဲဆိုတော့ဟိုပေါ့တခါကျတော့ဟိုးစာမိသားစုတွေကဒီနေရာမှာရှိနေတယ်ဒါပေမဲ့နေရာလွဲတယ်ပေါ့နော်ဟိုနေရာရှိနေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ရှိနေတဲ့ခါကျတော့တေချာလေးကျွန်တော်တို့ဟိုမိသားတစ်ခွဲနဲ့တေချာလေးလုပ်ပြီးတော့မှဒီ DVD ကိုဖော်ထုတ်နိုင်ခဲ့တယ်ပေါ့နော် ။ဟောနောင်နေမနေ့ကျတော့ကျွန်တော်တို့ပေါ့နော်ဒီဟိုပါပေါ့ဟိုကဘာအသေးလက်ဖေးဆိုင်ပေါ့နော်ကဘာလေးလက်ဖေးဆိုင်ကြီးကဟိုပါပြူကြွားပါပေါ့နော်ပြူကြွားတာခါကျတော့အဲ့ဒါဒီမှာလူတွေရှိနေသေးတယ်အဲရှိနေသေးရပေါ့နော်အဲ့ဒါကိုဟိုစားပေါ့နော်ထိုက်ပြီးရှာရမယ်ဆိုပြီးတော့အဲ့မှာဟိုဘတ်ဖူးနှစ်စီးနေပေါ့နော်အာရှာရတာပေါ့နော် ရှာကြကျွန်တော်တို့ကိုယ်တိုင်အထက်ဝင်ရှာရဒါပေမဲ့တနေ့ကုန်အောင်ရှာခဲ့ပြီမြဲဟိုပါပေါ့နော်အဲ့ဒီမှာမှဟိုပထမ DB ကတော့ဟိုထွက်သွားကြပြီပေါ့နော်နောက်တဲ့ဒီမှာရှိကြသေးတယ်ဆိုပြီးတော့ပေါ့နော်အလားတည်းအကောင်လုံးကလည်းပြောတော့ခါကျတော့ကျွန်တော်တို့ထက်ရှာခြင်းမှာမှဟို DB ရှာမတွေ့ခဲ့ဘူးပေါ့နော်တနေ့ကုန်ကျွန်တော်တို့ဒီဘက်မှာအချိန်တန်းကုန်အရန်ပြင်ပန်းခဲ့တယ်ပေါ့နော်နေဘူးကြီးထဲမှာတော်တော်လေးပူတယ်နေဘူးကြီးထဲမှာကျွန်တော်တို့အဲ့တော့ဟိုဝိုင်းဝန်းရှာခဲ့ပြီမြဲဟိုဒါကျွန်တော်တို့မတွေ့ခဲ့ဘူးပေါ့နော်ဟောအလားတည်းပါပဲဟောတနေ့ဘော နေပူပြီးတယ်မှာပေါ့ဟုတ်ဒီပြီးထုတ်တာကကျွန်တော်တို့ဒီဟိုနေပြီးတော့ပေါ့နော်နေပြီးတော့ဝင်လဲအင်ညာဘက်မှာပေါ့နော်အဲ့မှာအဲကျွန်တော်တို့ကျွန်တော်တို့ဟိုမြန်မာနိုင်ငံမိသားတစ်ဖွဲ့ရဲ့ကျွန်တော်တို့ရန်ကုန်မိုးစီတာအဖွဲ့ရဲ့အဲ့တော့ကျွန်တော်မြန်မာချေအဖွဲ့ပေါ့နော်အဲ့တော့ ERDN ဒီတဝါဘေးတုံမြိုင်အဖွဲ့ပေါ့နော်အဲကျွန်တော်တို့ဒီဒါဟိုဝင်လဲအင်ညာဘက်မှာကျွန်တော်တို့အာရှာဝေကလေးလောက်ကြတော့ပေါ့နော်လောက်ကြတဲ့ခါမှာကျွန်တော်တို့အာဟိုပေါ့ DB ပေါ့ DB ထုတ်တယ် DB ထုတ်တဲ့နေရာမှာကျွန်တော်တို့ ဟိုဟာပေါ့ဒီစင်ကာပူကဟိုဟာဟိုတင်းအဖွဲလည်းလာတာပေါ့နော်အဲဒီရှာဝေးခဲ့တဲ့ဒီဟိုဟိုးစာပေါ့နော်ဒီခွေးလေးနေသူတို့အလန့်အခန့်နေရှာကြရတယ်ပေါ့နော်ရှာတဲ့ခါကျတော့သူကဘလို့ဖြစ်လဲဆိုတော့ဟိုပေါ့တခါကျတော့ဟိုးစာမိသားစုတွေကဒီနေရာမှာရှိနေတယ်ဒါဒါမှမဟုတ်နေရာလွဲတယ်ပေါ့နော်ဟိုနေရာရှိနေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ရှိနေတဲ့ခါကျတော့တေချာလေးကျွန်တော်တို့ဟိုမိသားတစ်ခွဲနဲ့တေချာလေးလုပ်ပြီးတော့မှဒီ DVD ကိုဖော်ထုတ်နိုင်ခဲ့တယ်ပေါ့နော် ဒီတူရကီဖွဲ့ရောက်လာတဲ့အချိန်မှာသူတို့မှာစက်ကရိယာပစ္စည်းအစုံလင်ပါပေါ့နော်ပါတော့ခါကျတော့သူတို့အဲ့မှာဟိုဟိုဒီစက်လီနဲ့သူတို့စမ်းသက်တဲ့ခါကျတော့ခါကျတော့အတန်ရှင်နေရသူတို့ပြန်ပြောင်းတုတ်ပြန်တော့ပေါ့နော်သူတို့အတန်ပေးတယ်ပြန်ပြောင်းတုတ်ပြန်တဲ့အတန်ကြားတယ်ဒီမှာအဲ့မှာပြောလိုက်တယ်အာဒီလူတွေအသက်ရှင်နေဆိုတော့တည်တဲ့ခါကျတော့ရှင်းဝန်းပြောင်းပြန်ပြာကျွန်တော်အတိုင်းမကြည့်ဘူးအရန်ဝမ်းလာတယ်အရန်ဝမ်းလာတယ်တကယ်ပီတိတဲ့ဖြစ်တယ်ကျွန်တော်အဲ့ချိန်မှာကျွန်တော်ပင်ပန်းလာတွေကပျောက်သွားလို့အရန်ခံစားရတယ် ဒါအဲ့မှာဆိုရင်ဟိုတယ်ဝင်လာဆိုအမရဆိုရင်ဒါသူတော်ငိုတော်ငိုတော့ပေါ့နော်အကုန်လုံးပေါ့နော်ဝမ်းလာကြတော့ပေါ့နော်ငိုတော်ငိုကြတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီအချိန်မှာမှဒီတဲထုတ်လာတဲ့အချိန်မှာအရန်ဝမ်းလာတယ်ဖြစ်ကျင်တော့ခါကျတော့သူတို့မှာသူတို့နှစ်ယောက်မှာပေါ့နော်တန်ရန်တကြတခုမှမရှိဘဲနဲ့ဟိုဟာပေါ့နော်အသက်ရှင်နေပေါ့နော်ဒါကဲထုတ်နိုင်တာကဲထုတ်ခဲ့နိုင်ခဲ့ကြတာပေါ့နော်ဟောအဲ့တွက်လည်းပြောမပြတတ်အောင်လည်းဝမ်းလာမိပါတယ်ဟောဥစ္စာဥစ္စာပတ်သက်ပြီးတော့ကျွန်တော်ဟောပေါ့နော်မန်းလေးရောက်တယ် နော်တရအူးကိုရောက်လာပေါ့တရအူးတရအူးရောက်တဲ့အချိန်မှာအာအဲ့မှာဖုန်းဖုန်းအဲ့မှာဖုန်းကြောင်းပါပေါ့နော်ဒီဟိုဒီငတ်နေဘေးတင်းနဲ့ပြည်သူတွေထားလာတာဖုန်းဖုန်းကအဲ့မှာဟိုသူသူနေရာလေးပေါ့နေရာလေးဆိုတော့တယ်လီဖုန်းလေးမိုးပြီးတော့ထားလာပေးတာပေါ့နော်အဲ့နောက်ပြီးသူတို့လည်းဖုန်းဖုန်းကနေပြီးမှဟိုတွေးမွေးထားတာပေါ့နော်အဲ့လိုလေးရှိတယ်အဲ့တော့ကျွန်တော်တို့မှရှိတဲ့ရေသန်းကက်တွေဟိုဟာဒီခေါက်သေးကြောက်လေးမုတ်တွေပေါ့နော်ဒါတွေကျွန်တော်တို့ကနေပြီးမှ တွားလှူတာပေါ့တွားလှူရင်းနဲ့ဖုန်းဖုန်းနဲ့စကားပြောဖြစ်ပြီးတော့အားလုံး200ကျော်ပေါ့200နဲ့90တော့ရှိတယ်ပေါ့နော်ဖုန်းဖုန်းကြောင်းလဲဟိုဘက်ချမ်းမှာပြူလာရဲရှိတယ်250တော့ရှိရပေါ့အဲ့ဒါ250တော့ကျွန်တော်ဘာဖြစ်ဖြစ်ကျွန်တော်လှူတော့မဟုတ်တော့အဓိကဖုန်းဖုန်းကသူကဟိုရေဘေးလို့ပြောလို့ဆိုရင်ဒါတစ်ဖက်လောက်ဆိုရင်အိမ်ပြန်လို့ရပြီပေါ့နော်အခုကငလင်ဘေးဆိုတော့ဟိုဖုန်းတို့ကဘာဖြစ်ဖြစ်တစ်နှစ်လောက်တော့သူတို့ကိုဟိုဒီနားမှာဒီမှာထားပြီးတော့အကူညီခဲ့တဲ့လုပ်နေရအနေထားဖြစ်တယ်အဲ့တော့ကျွန်တော်တို့က ဟိုစံလှူမဲပေါ့နော်ဒီအခြေခံစားသောက်အောင်ဖြစ်တဲ့စံလှူမှုဆိုပြီးတော့ကျွန်တော်ရည်ရထားတယ်အဲ့ချိန်မှာဖိုးဝင်လည်းတွေ့ပြီးတော့ဒီမှာဖိုးဝင်ရဲ့အကြောင်းကိုကျွန်တော်လိုက်ပြီးတော့ပတ်ကြည့်ရဲ့အချိန်မှာတွေ့တဲ့တွေ့တဲ့ခါကျတော့ဟောပေါ့နော်ဟိုဟိုဥစားပေါ့ဖျားလေးပေါ့ဟိုပြူပြက်နေတာတွေ့တဲ့ခါရှင်ထဲမှာမကောင်းအရင်နဲ့ခံစားရပါတော့ရှင်ထဲမှာလည်းဝမ်းနေမိတယ်မကောင်းဘူးပေါ့နော်ရှင်ထဲမှာလည်းမကောင်းပါဘူးခင်ဗျအဲဒါလေးတွေဟိုခံစားမိပါတယ်ဟုတ်ဆုံးဖြုံးရတာတွေအတွက်အများကြီးခံစားမိပါတယ်ဟုတ် ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဘာပါဆိုကျွန်တော်တို့ပေါ့နော် ကျွန်တော်တို့လှူဒန်းပေးတဲ့ကျွန်တော်တို့အဖွဲ့တွေရောတရားပရာဒအဖွဲ့တွေရောကုင္ကြီးကယ်သိန်းလုပ်နေကြပရာဒအဖွဲ့တွေရောအားလုံးပေါ့နော်အလှူရှင်တွေပေါ့လှူဒန်းပေးတဲ့အတွက်အများကြီးဝမ်းသာမိတယ်တကယ်တကယ်ပါဟိုကျေးဇူးကျေးဇူးတင်ပါတယ်မြတ်။ဘာဖြစ်လဲဆိုတော့ဒီအချိန်မှာခက်ခဲတဲ့အချိန်ပေါ့နော်။ခက်ခဲတဲ့အချိန်မှာလာရောက်ပြီးတော့ဒီလိုမျိုးဟို အင်းလိုက်အားလိုက်နဲ့လာပြီးကူညီလှူဒန်းပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီညလေးပြောချင်ပါတယ်ခင်ဗျာဒီလိုလေကျွန်တော်တာလူခေါ်ဆိုပါတယ်နောက်ပြီးတော့ဒီငနေဘေးသင်းတဲ့ဖြီသူတွေကိုလည်းအာဦးစားပါတော့လာရောက်လှူဒန်းပေးတဲ့အတွက်လည်းကျွန်တော်အင်မနက်မှကျေးဇူးတင်ပါတယ်ဘာလို့သူတို့မှာအများကြီးသူတို့ကဆုံရှုံရတော့မိသားစုတွေဆုံရုံးလာရဲရှိတယ်ဒါကျွန်တော်တွေ့ခဲ့တဲ့ဟာပေါ့နော်သူတို့ကတွေ့ခဲ့တယ်ဘလောက်ပဲချမ်းသာချမ်းသာခဲ့ပေါ့နော်ဘလောက်ပဲဟိုပစ္စည်းဥစ္စာတွေဘလောက်ပဲရှိကားတွေပဲရှိဘလောက်ပဲချမ်းသာအကုန်လုံးပြိုကျသွားခဲ့တယ်သူတို့မှာဘာမှမရှိတော့ ဘာမှမရှိတော့ဘလောက်ပဲချမ်းသာချမ်းသာအကုန်လုံးကဟိုတဒန်းနဲ့ဖြစ်သွားကြတယ်အဲလိုတဒန်းနဲ့ဖြစ်သွားကြတယ်အချိန်ကလူသန်းသားနဲ့အတူတဒန်းနဲ့ဖြစ်သွားတာဒါရီမျက်မြင်ကိုယ်တွေ့တဲ့အတွက်ဟိုဟိုဘယ်လိုပြောရင်ထဲမှာလဲစိတ်မကောင်းဖြစ်မိတာပေါ့နော်အဲ့တော့ကြောင့်ဒါရောက်လှူဒန်းပေးတဲ့အလူရှင်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကနေပြီးတော့ဟိုအများကြီးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်